ားလုံးပဲမင်္ဂလာပါ GSN ID Knowledge Channel နေကြိုဆိုပါတယ်ကျွန်တော်ဆက်လက်ဆွေးနွေးမယ့်အကြောင်းကတော့ Rally အကြောင်းပဲဖြစ်ပါတယ်အဲ့တော့ Rally ကိုဘယ်လိုအခြေအနေမှာအသုံးပြုရလဲ Rally သည် one to many data တွေကိုချိတ်ဆက်ခြင်းနဲ့အချိန်နောက်တစ်ခုက many to many မို့ data တွေကိုကျွန်တော်တို့ကချိတ်ဆက်လိုတဲ့အချိန်ဒီလိုအခြေအနေမျိုးမှာ Rally ကိုကျွန်တော်တို့ကအသုံးပြုပါတယ်နောက်တစ်ခုကတော့တူညီတဲ့ ID တွေကအများကြီးရှိနေပြီးကြ join လို့လို့မဖြစ်တော့တဲ့အချိန်ရပြီးရင် data တွေကိုကျွန်တော်တို့ match မလုပ်ခြင်းနဲ့ အဲကျွန်တော် link အနေနဲ့ချိတ်ဆက်ပြီးတော့အသုံးပြုခြင်းတဲ့အချိန်တွေမှာ release ကိုကျွန်တော်တို့အသုံးပြုပါတယ်ပထမနီလန်းကတော့ကျွန်တော်တို့ release လုပ်ဖို့အတွက်ကတူညီရဲ့ ID ရှိလို့ရတယ်ဒီမှာဆိုလို့ရှိရင် DSP code ရှိတယ်ဟောဒီမှာကျွန်တော်တို့ကတောင်းရှိတေဘယ်ကိုကြည့်မယ်ဒီမှာဆိုလို့ကျွန်တော်တို့က TS code ရှိတယ်ပေါ့ဒါတူညီရဲ့ကျွန်တော်တို့က code နှစ်ခုရှိတယ်ဒါဒီကျွန်တော်တို့က1 to money ပေါ့နော်1 to money ကျွန်တော်တို့ကချိတ်ဆက်လို့ရအချိန်ကြတဲ့အချိန်ကြလို့ရှင်ကျွန်တော်တို့ release ကိုအသုံးပြုတယ် ပထမဆုံးအနေနဲ့နေပြည်တော် boundary ဆိုတဲ့ feature layer လေးကိုကျွန်တော်နှိပ်မယ် table option ကနေမှာ join and release ကိုသွားမယ်ပြီးကျွန်တော်တို့ဒီမှာ release ကိုနှိပ်မယ်ဒီမှာရှိနေကျွန်တော်တို့က release table ထဲမှာပထမဆုံးကျွန်တော် release လုပ်မယ် fee ရပဲ fee နဲ့ release လုပ်မှာလဲရွေးမယ်အဲ့တော့ကျွန်တော်ဒီမှာဒီ DSP code ကိုရွေးမယ် release လုပ်ချင်တဲ့ table ကိုကျွန်တော်ကရွေးမယ်အဲဒါစီကျွန်တော်တို့က school နေပြည်တော်ဆိုတဲ့ကျွန်တော်တို့ဒီ layer လေး feature layer ကိုကျွန်တော်ဒီမှာရွေးလိုက်မယ် release လုပ်မယ် fee ပေါ့နော်အဲ့ဒါက MMTAS scope ဆိုတာလေကျွန်တော်ရွေးလိုက်မယ်အပြင် relic နာမည်လေးပေးလိုက်မယ်အဲ့တော့ school ပေါ့နော် school ဆိုတဲ့နာမည်ကျွန်တော်ပေးလိုက်မယ်ပြင် okay ပေးလိုက်မယ်အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ relic ပေါ့နော် relic လေးတခုကျွန်တော်တို့ကရသွားပြီ table option ထဲမှာကျွန်တော်တို့သွားကြည့်ချင်းမယ် join relic နာမည် relic ပေါ့ဒီမှာကျွန်တော် school ဆိုတဲ့ relic နာမည်လေးတခုရသွားတက်ကုန်းမျိုးနယ်ပေါ့နော် တက်ကုန်းမျိုးနယ်ကိုနှိပ်ပြီးတော့ဒီ table option ထဲမှာ relic table လေးကိုကျွန်တော်တို့ကနှိပ်လိုက်မယ်ပြီးရင် school ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင် ဒီတက်ကုန်းမြို့နယ်အတွင်းမှာရှိနေတဲ့ကျွန်တော်တို့ကစာသင်ကျောင်းပေါ့ဆွေပေါင်း162မှာနှစ်ခုရှိတယ်ဒါကိုကျွန်တော်တို့က release နေပေါ့နော်ကျွန်တော်တို့ဆွဲပြီးတော့လုပ်နိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ကတက်ကုန်းမြို့နယ်မဟုတ်ဘူးကျွန်တော်တို့ကဒီမှာရှိနေတဲ့ကျွန်တော်ဇေယသီရီမြို့နယ်ပေါ့နော်ဇေယသီရီမြို့နယ်ကိုကျွန်တော်တို့ကဇွန်တူ select ပေးကြည့်မယ် release ကိုကျွန်တော်နှိပ်ကြည့်လိုက်မယ် release table ကိုကျွန်တော်နှိပ်ကြည့်လိုက်မယ်ဒါဆိုလို့ရှိရင်ဇေယသီရီမြို့နယ်ထဲမှာရှိနေတဲ့စာသင်ကျောင်းစုစုပေါင်း58ကျောင်းတွေ့ရမှာဖြစ်ပါတယ်ဒီနည်းနဲ့ကျွန်တော်တို့ release လုပ်နိုင်တယ် relay ကိုကျွန်တော်တို့ကပြန်ဖြုတ်ချင်တယ်ဆိုလို့ရှိရင်တော့ table option နဲ့ရနေမှာ join relay ကိုသွားမယ် relay မှာ remote related မှာ school ပေါ့နော်ဒါကိုကျွန်တော်တို့က remote or related ပေးလို့ရတယ်ဒီမှာ school လည်းဒီမှာတော့ကျွန်တော် remote or related ပေးလိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ဒီမှာ relay မှာကျွန်တော်တို့ကပါမှာမရှိတော့ပါဘူးအားလုံးကျွန်တော်တို့ဒီမှာ clear select feature ကိုကျွန်တော်တို့ပေးမယ်ဒါဒီကျွန်တော်တို့ relay လုပ်တဲ့ပထမနီလန်းဖြစ်ပါတယ်ဒုတိယနီလန်းနဲ့ relay လုပ်မယ်ဆိုလို့ရှိရင်တော့ right click ထောက်မယ် properties ပေါ့နော် properties ကနေမှာကျွန်တော်ဒီမှာ layer property မှာကျွန်တော်တို့က join and release ဆိုတာရှိတယ်။အဲဒီအောက်ကနေမှာကျွန်တော် release ဆိုတာလေးကိုကျွန်တော်သွားမယ်။ add ကိုနှိပ်မယ်။ပြီး release လုပ်မဲ့ကျွန်တော်တို့ originality ပဲတဲ့ fee ပေါ့နော်။ကျွန်တော်တို့ရွေးလိုက်မယ်။အဲပြီးလို့ရှိရင် release လုပ်မဲ့ table ကိုကျွန်တော်တို့ရွေးမယ်။အဲပြီးလို့ရှိရင်ကျွန်တော်တို့က release လုပ်မဲ့ table ရဲ့ကျွန်တော်တို့က fee ပေါ့နော်။ကျွန်တော်တို့တခုကိုရွေးလိုက်မယ်။ပြီးရင်ကျွန်တော်နာမည်ပေးလိုက်မယ်ပေါ့။ဒီမှာတော့ကျွန်တော်တို့ release 1ပဲကျွန်တော်ပေးထားတယ်။ okay ပေးလိုက်မယ်။ okay ပေါ့နော်။ ဒါဆိုလို့ရှိရင်ကျွန်တော်တို့ခုနကလိုပဲပြန်ပြီးတော့နှိပ်ကြည့်အောင်ပေါ့နော် open attribute တွေပဲကိုနှိပ်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာရှိနေတဲ့ဒီခါကျ layer ကိုကျွန်တော်နှိပ်လိုက်မယ်အဲပြီးရတဲ့ဒီအောက်က relic ကိုကျွန်တော်နှိပ်မယ် relic 1ဆိုပါလေကျွန်တော်တို့ကနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ layer မျိုးနဲ့တွဲမှာရှိတဲ့စာသင်ကျောင်းတွေကိုကျွန်တော်တို့က select လုပ်ပြီးသားဖြစ်ပါတယ်ဒါဒီကျွန်တော်တို့ကနီလန်နှစ်အနေနဲ့ပေါ့နော် relic လုပ်ခြင်းပဲဖြစ်ပါတယ်အဲဒါတွေအားလုံးကိုကျွန်တော်တို့က clear ပေးခြင်းနဲ့ဆိုလို့ရှိရင်ဒီမှာ clear selection ကျွန်တော်တို့ပေးလိုက်လို့ရပါတယ် အဘောင်ထွေမှာလည်းကျွန်တော်တို့ clear selection ပေးလိုက်လို့ရပါတယ်အဒါဒီကျွန်တော်တို့ကဒုတိယနီလန်းနဲ့ကျွန်တော်တို့က release လုပ်ခြင်းပဲဖြစ်ပါတယ် release ကိုပြန်ဖြုတ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ regulate ထောင်းမယ် join and release ပြီးလို့ရှိရင် remove remove or release ဆိုပြီးတော့ကျွန်တော်တို့ကပေးလိုက်မယ်ဒါဒီကျွန်တော်တို့က temporary ပေါ့နော် simple release ပြုလုပ်တဲ့နည်းဖြစ်တယ်ပေါ့နောက်တစ်ခုတော့ကျွန်တော် database မှာတခါလဲကျွန်တော်တို့ per minute ပေါ့နော်ကျွန်တော်တို့ release လုပ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ acket log ကိုကျွန်တော်တို့သွားမယ် acket log မှာကျွန်တော်တို့ဒီမှာ join and release ဆိုတဲ့ဒီ feature data set လေးရှိတယ် feature data set ကိုနှိပ်မယ် regular new ပြီးလို့ရှင်ကျွန်တော်တို့က relationship club ဆိုတာလေးရှိပါတယ်ဒါကိုနှိပ်လိုက်မယ်တော့ဒီမှာကျွန်တော်တို့နာမည်ပေးလိုက်မယ်ပေါ့နော် x c h o o r school r e l a t e relate ဒီဆိုတာနဲ့ကျွန်တော်တို့က original table ပေါ့နော်ကျွန်တော်တို့ original table ကိုရွေးလိုက်မယ်အဲ့တော့ကျွန်တော်တို့ original table ဒီမှာနေပြီးတော့ boundary ပေါ့နော်နေပြီးတော့ boundary ကိုကျွန်တော်တို့ကရွေးလိုက်မယ် ဲပြီးလို့ရှိရင် destination တွေပဲပေါ့နော်အဲကျွန်တော်တို့ release join and release ပြုလုပ်မဲ့တွေပဲဒီကျွန်တော် school and pd ပေါ့နော်အဲတော့ဒီမှာရှိနေရဲ့ school and pd ကိုရွေးမယ် next ပေးလိုက်မယ်အဲတော့သူဒီဒါနီးလားနှစ်ခုရှိရပေါ့နော် simple နဲ့ composite relationship နဲ့ပေါ့နော်ဒါ simple ဆိုတာကကျွန်တော်ရှေ့မှာရှေ့တိုင်း ပုံမှန်တိုင်းကျွန်တော်တို့က release လုပ်တဲ့ဟာပေါ့ composite ဆိုတော့ composite အနေနဲ့ release လုပ်လိုက်ပြီဆိုလို့ရှိရင် table တစ်ခုကနေ data တွေဖြတ်လိုက်ပြီဆိုလို့ရှိရင်တခြား table data တွေအားလုံးလည်းကျွန်တော်ပြတ်သွားတယ်ဥပမာဆိုတော့ကျွန်တော်ဒီစာသင်ကျောင်းနဲ့မြို့နယ်နဲ့ကိုကျွန်တော်က release လုပ်ထားတယ်အဲ့မှာကျွန်တော်ကမြို့နယ်ကိုဖြတ်လိုက် တာနဲ့စာသင်ကျောင်းနဲ့အားလုံးမှာပြတ်သွားနိုင်တယ်ပေါ့နော်အဲ့လိုမျိုးအနေအထားမျိုးဆိုကျွန်တော်ဒီမှာ composite ကျွန်တော်တို့ relationship အနေနဲ့ကျွန်တော်တို့ကနေရမှာဖြစ်ဒီမှာကျွန်တော် composite relationship အနေနဲ့သွားမယ် next ပြီးမယ် အဲပြီးလို့ရှိရင်ကျွန်တော်တို့ forward ပေါ့ original to destination ကိုကျွန်တော်တို့ယူလိုက်မယ် next ပြီးမယ်အဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီ relic ဖြစ်တာဖြစ်တဲ့1 to many next အဲပြီးလို့ရှိရင်ကျွန်တော်တို့ attribute ပြီးတော့ထပ်ပြီးတော့ add မှာလားလို့ relic ပါဆိုလို့ရှိရင် add or ဆိုလို့ရှိရင်ကျွန်တော်က no ပေးလိုက်မယ်ပါတော့ next အဲပြီးပြီဆိုတော့ကျွန်တော်တို့က original table ရဲ့ primary key ပေါ့နော် DSP code ကိုကျွန်တော်ယူမယ် destination table တဲ့ကျွန်တော်တို့က join မယ်ကျွန်တော်တို့က fee ကိုကျွန်တော်ယူလိုက်မယ်ပြီးရတဲ့ကျွန်တော်တို့ next ပေးမယ် finish ပေးလိုက်မယ် ဒါဆိုလို့ရှိရင်ဒီမှာ relationship တခုရသွားပြီရှေ့ကကျွန်တော်တို့ really လောက်တဲ့အနေအထားမျိုးမှာဒါမျိုးကျွန်တော်တို့ကဒီ database တဲမှာမတွေ့ရပါဘူးဒါဒီကျွန်တော်တို့က catalog ကနေပြီးတော့ကြ feature data set ပေါ်မှာနေပြီးတော့ကြ relationship လောက်လို့ဒါဒီနည်းနဲ့ကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်အဲ့တော့ခုနလိုပဲ regular တော့မယ် open attribute select ပေးလိုက်မယ်အဲပြီးလို့ရှိရင်ကျွန်တော်ဒီမှာ relic နဲ့လဲမယ်အမ school related ဒါဆိုလို့ရှိရင်တော့နေပြီးတော့တက်ကုန်းမှာရှိနေတယ်အဲစာသင်ကျောင်းတွေကိုကျွန်တော်တို့က relic တဲ့အနေနဲ့ ကြည့်ချင်းဖြစ်ပါတယ်။ဒါသည်ကျွန်တော်တို့က MMM ပေါ့နော် release ကိုဘလို့အသုံးပြုလဲဆိုတော့နီလာမဲဖြစ်ပါတယ်။ release နဲ့ပတ်သက်ပြီးတော့မြင်မြန်စရာရှိရဆိုလို့ရှိရင် YouTube video မှာ comment ပေးပြီးတော့မြင်မြန်နိုင်ပါတယ်။ဒီကျွန်တော်ရဲ့သင်ခန်းစာလေးကိုကြိုက်နေတတ်မယ်ဆိုရင် like ပေးနိုင်ပါတယ်။သင်ခန်းစာကဒီမိတ်ဆွေတို့အကျိုးရှိရဆိုလို့ရှိရင်ကျွန်တော် channel လေးကို subscribe ပေးဖို့နဲ့ share ပေးဖို့အတွက်မေတ္တာရက်ခံလိုပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။